အားလုံးမင်္ဂလာပါ UK မှာရှင်ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရဲ Champion ပေးတဲ့တက်အားလုံးမင်္ဂလာပါဒီတစ်ပတ်ကတော့ဒါကျွန်တော်တို့ပေးတဲ့တက်အားလုံးအတွက်ဒါအင်္ဂလမှာဆိုရင် DRT ရဲ့ပထမဆုံးဖလားဖြစ်တဲ့ EFL Cup Final ရှိတယ်မနေ့က Madrid ဒါ Real Madrid က Villarreal ကိုအဝေးကွင်းနိုင်လိုက်တဲ့အတွက်သူတို့ La Liga ကိုတက်သွားတဲ့အတွက်ကြောင့် Atletico Madrid နဲ့နောက်တစ်ဖက်ကဒါ Barcelona တို့ရဲ့ဖိအားတွေကြာကထိတ်တိုက်ပွဲရှိတယ် Now Nottingham Forest နိုင်တဲ့သူက Arsenal မှာလည်း under pressure ဖြစ်လာသလိုတစ်ဖက်က Man City တည်ကြသွားတဲ့သူက Chelsea ကလည်းအဆင့်၄နေရာကခက်ခွာခွာပြေးနိုင်မဲ့ chance ရှိတဲ့အတွက်အဲ့နှစ်သိန်းရဲ့ London Derby ပွဲရှိတယ်ပြီးတော့မှ Fulham နဲ့ Tottenham Hotspur ပွဲအပါဝင် Manchester United အသင်းရဲ့ပွဲစဉ်လည်းရှိတယ်ဒါ United ကတော့ Leicester City နဲ့ကန်ရမယ် Leicester ကတော့မှန်တယ်ပြောရင် dancing တလောက်ပဲမနေ့က Wolverhampton နိုင်သွားတော့သူတို့ဝေးတဲ့ဝေးပေမဲ့ မျောလင်းချက်ရေးရေးတော့ရှိတယ်ဒါကနက်ဆက်စီးဆိုတော့ဒီနေ့ညပွဲတွေကပွဲကောင်းနေအများကြီးပဲဆိုတော့လီဗာပူးလ်နဲ့ EFA ကဒါဒီညူကာဆယ်ပွဲကတော့မနေ့ကတည်းကညူကာဆယ်ပြည်သက်တီကလန်ဒန်ကိုရောက်လာရောက်ပြီးတော့စပြီးတော့လန်ဒန်မှာ celebrate လုပ်တယ် convert ကားနဲ့အပါအဝင်နေရာဆုံးမှာညူကာဆယ်ပြည်သက်တီကြီးပဲညူကာဆယ်ကအိုက်ပွဲအတွက်သူတို့ပြည်သက်တီထိုင်မဲ့ထိုင်ကုန်မော်လီ9နောက်ပတ်ချမ်းနဲ့ပွင့်တလျှောက်ကိုယ့်ရဲ့တချမ်းတီပေးပါဗျအဲ့ဒါ9000ကျော်ရှိတဲ့ ဝင်ကြည့်ပါအများဖြစ်ရတော့8000လောက်ပဲဝင်ကြတယ်အဲ့ဒီမှာ4000ကျော်3000ကျော်4000လောက်ပါတခြားတခြားကိုဒါသူပြည့်တဲ့ကိုပြည့်တဲ့ခွဲရှိမှာညူကဆယ်ကသူတို့ရတဲ့ခုံတိုင်းအလုံးမှာမဖလာနဲ့ဘန်နာအသေးလေးတွေအကုန်ချပေးထားတယ်ဆိုတော့ကျွန်တော်မှတ်မှတ်ရရကျွန်တော်2000နဲ့23ခုနဲ့ Africa Fine နဲ့ Manchester United နဲ့ Brazil ဘွဲကျွန်တော်တွားကြည့်တော့ကျွန်တော်နဲ့အချင်းကြီးတဲ့ American က brother တယောက်ရှိတယ်ဒါ Miami မာနီယာလာ Florida မာနီယာတင်တယ်အဲ့တယောက်က သူကမန်ယူနိုက်တက်ပြေးသက်ဆိုတော့သူကမန်ယူနိုက်တက်ပဲခြံကလွှဲပြီးတော့ဂျန်နဲ့နေရာမှာမကြည့်ချင်ဘူးကျွန်တော်ကအဲ့နဲ့သူ့ကိုလက်မှတ်အတော်ဝင်ပြီးတော့900ပေးရတယ်ဗျအမေရိကန်ဒေါ်လာ900ပေးရတယ်ဆိုတော့ကျွန်တော်မန်ချက်စတာစီးတီးဘက်ကပြချည်တယ်သူကယူနိုက်တက်ဘက်ကချည်တယ်ဒါပေမဲ့မန်စီးတီးဘက်ချက်မှာဒီလိုဖလက်လေးတွေတော့ချပြီးတယ်ဟိုလေအပြာရောင်နဲ့အဖြူရောင်ဖလက်သေးလေးတွေရှိနေမယ်မန်ယူနိုက်တက်ဘက်ချက်မှာကောင်းဆွထားတဲ့အုတ်ထုတ်လေးတွေပေးတယ်တော်တော်လှတယ်ဗျ United ကိုးနောက်ဘက်ချက်မှာအုတ်ထုတ်လေးတွေပေးတယ်အဲ့လိုမျိုး Newcastle ကို ဒါအခုပေးထားတာရှိတယ်ဒါလီဗာပူးနဲ့ပွဲမှာညူကာဆယ်ပေးတတ်တဲ့အားလုံးတယောက်ချင်းစီကလူကာဆယ်တင်ကဘာဖလာနဲ့ဘန်နာအသေးလေးတွေသူတို့အုံပေးထားတယ်ဆိုတော့ညူကာဆယ်မှာလူးစ်ဟောမပါဘူးဆယ်ဗင်ဘော့မှာမပါဘူးဒါအန်ဒရီကိုလည်းပွဲပေးခံရတယ်သူတို့လည်းနည်းနည်းတော့အန်ဒါပရက်ရှာဖြစ်တယ်ဟာဗီဘက်ကအန်ဒရီကိုလည်းနေရာမှာကစားမယ် now စန်တာဘက်မှာတော့အခုလူးစ်ဟောတဲ့ရတော့အကြောင်းထရီပီယာနဲ့လီဗရမန်တိုကဘယ်သူဘေးကစားမလဲဘယ်သူညာကစားမလဲဒမ်ဘန်နဲ့တစ်ဖက်က ဖာဘီယန်ရှာဖြစ်မယ်ကိုသမားဒူဘက်ကာနဲ့နှစ်ပုတ်ကိုဘသူဆုံးဖြတ်မလဲကျွန်တော်ကြည့်ရမယ်လီဗာပူးကတော့ခလဟာကိုတုံးမယ်လို့အတည်ပြုထားတော့ဒါအဲလစင်မပါဘူးဒီနေရာမှာသူတို့ဘက်ကထရန့်မပါဘူးခနာတရ50 50ပဲရှိမယ်လီဗာပူးကလည်းသူတို့အသိတော်အတောက်တင်းဆုံးသူတို့ကဒါအခုလက်ရှိအနေထားပေါ့လေဒီပွဲကကျွန်တော်ပေးသက်တည်တော့တကယ်ကိုပွဲကြီးပွဲကောင်းဖြစ်ပြီးတော့ဒီရာသီရဲ့ပထမဆုံးပွဲပေါ့လေဒါ ကျွန်တော်တို့မြန်မာစံနှုန်းချိန်ည12:00နာရီဒေတာစံနှုန်းချိန်ဆိုညနေ4ခွဲမှာကမ်းမယ်။အဲဒီချိန်ထဲမှာကျွန်တော်တို့ခုနပြောဆိုပေါ့လေ new notel forest night light တို့ရောအာဆယ်ကသူ့မှာ under pressure ဖြစ်ပြီ။သူတို့က title risk light ဘုတ်နေနေတာသူတို့နဲ့တော့နင်းနေပြီ။သူတို့က55မှာ forest က54မှာဖြစ်နေပြီ။ so အာဆယ်တို့ဒါ chelsea နဲ့ပွဲကတကယ်ကို under pressure တခါ chelsea ဘက်ကပြန်ကြည့်တော့ဒါတကယ်လို့သူတို့လည်းဒီပွဲကိုအတုံးချနိုင်မယ်ဆိုရင် ချက်စီကလည်းအခုလက်ရှိမှာမန်စီးတွေကိုအမှတ်ဖြတ်ခွင့်ရမယ်မန်စီးနဲ့သူတို့ကြာမှာတမတ်กว่าတယ်ရမှာ49ပါတကယ်လို့သူတို့နိုင်ရင်50နှစ်ဖြစ်သွားပြီးတော့သူတို့အာစနယ်ကိုပါ3မှတ်ပဲกว่าပြီးတော့ဖြစ်သလိုတစ်ဖက်ကချက်စီမန်စီးတွေကို4မှတ်ဖြတ်မယ်ပရီးမီးယားလိဂ်က9နေရာချန်ပီယံလိဝင်ရမယ်လန်ဒန်ဒါဘီဖြစ်တယ်ဒါအာစနယ်နဲ့ချက်စီရဲ့ပွဲကတော့တကယ်ပွဲကြီးပွဲကောင်းပဲအာထက်တာတို့လည်း under pressure now နောက်တစ်ဖက်ကဖူလန်နဲ့ထော်တန်ပွဲရှိတယ်။အမှန်တပြောတော့စပါအပေါ်မြောက်အောက်မြောက်ဖြစ်သွားပြီ။ဖူလန်လည်းဒီတိုင်းပဲ။ဒါပေမဲ့မန်ယူနိုက်တက်ကတော့ဒါတကယ်ကြီးကောင်းပဲ။သူတို့လက်စတာစီးတီးကိုသူတို့နိုင်အပေါ်နည်းနည်းတော့ခက်ရောက်လာမယ်။လက်စတာကတော့စိတ်ရှုံးသွားတယ်။ဒါပေမဲ့ Ipswich Town ရှုံးတဲ့အချိန်မှာသူတို့ Wolf နိုင်သွားလို့သူတို့ Wolf နဲ့ဝေးရရောက်နေသည့်တိုင်အောင်သူတို့ကလည်းမဖြစ်မနေနောက်ကလိုက်ရမယ်။အခုလက်စရှိမှာလက်စတာက29 Wolf က26ဆိုတော့သူတို့ကဒါလက်ရှိနေထားရ6မှတ်กว่าတယ်။ တို့လက်စာကိုအကားတီပွဲနိုင်တိုင်းတို့6မတ်ဆိုဘာဖြစ်ဖြစ်ချမ်းရှိမှာဒါပေမဲ့ United ကိုနိုင်ဖို့လည်းခက်တယ်။မှာရေမတွေ့နိုင်တဲ့ကြောင့်တီကိုနဲ့အတလီကိုမတွေ့နိုင်ဘာဆိုတာပွဲလည်းကြီးကောင်းမယ်။ဆိုအချက်တို့ကတော့ဘာပြောလဲဆိုတော့ပေးသက်တယောက်အနေနဲ့ကြီးကောင်းနိုင်တဲ့ entertainment ပွဲကိုကျွန်တော်တို့တရားပေါက်စောင့်ကြည့်သွားမှာဖြစ်တယ်။ဒါပေမဲ့ဘယ်သူနိုင်မယ်ရှုံးတယ်ပေါ့လေ။ Simeone ကတော့ပြောတယ်ကျွန်တော်တို့နိုင်ရင် လာလီကာ title race ကပိုစိတ်ဝင်စားစရာဖြစ်ပြီးတည်ကြရင် safety စံဖြစ်ပေမဲ့ရှုံးသွားရင်တော့ဘာဆိုနာချန်ပီယံဖြစ်ဖို့နှိစက်သွားမယ်လို့သူကတော့ဆိုထားတယ်အဲ့ဒါကတော့ဘာဆိုနာနဲ့ဒါအာတေကိုမတ်တွေ့ရဲ့ဝန်တာမက်ထရိုပိုလီတာတော့ပွဲပေါ်လေပွဲကောင်းကကာရာဘောကဖိုင်နယ်ရဲ့လာလီကာကပွဲစဉ်ထိပ်တိုက်ရဲ့လန်ဒန်ဒါဘီပွဲပါဝင်ပွဲချီပွဲကောင်းနေရှိမှာဘယ်သူတွေသုံးမှတ်ရမယ်ဘယ်သူတွေအနိုင်ရမယ်ဘယ်သူတွေချန်ပီယံဖြစ်မယ်ကိုမမဝင်ရောက်မှချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်